အားလုံးပဲမင်္ဂလာပါဒီမောင်မြင်းဒီရိုင်းနဲ့မုံနိုင်နေအပိုင်း30ရုပ်မှလိုက်တဲ့ခွေးဒိတ်ဆန်တွေဟေးလင်းတန်းကဒေါ်သက်ကြီးရေရွလိုက်သည် နောက်မှအတန်ကိုတူတူဖြင့်ကျွန်တော်သူ့ကို ပြောပါရယ်ဗျာဒီစပိန်ကောင်းကြီးရဲ့အကြောင်းကိုလေပူရေးပြောပြောင်းတော့တန်ဖြင့်ဆက်ပြောသည်ကျွန်တော်ဂေသီကို အခေါ်လွတ်လိုက်မေးဘာဆက်လို့ရမလဲဆိုတာသူ့မှဒီမှာ ခုမှပိုကြည့်လို့ကောင်းလာတယ်။ယောက်ျားဆိုတာဒီလိုမှပေါ့။မင်းမချွတ်ချော်တာမျိုးကိတိသဘောမကျဘူး။ယောက်ျားဆိုတာလှဖို့မလိုဘူးလေ။ခံကြအမေအကြည့်တန်အမေ။ရော့စ်ကဟိုရုံကတိတ်ချော်တာ။ကိတိတော့ခုရုပ်ကိုပိုကြိုက်တယ်။ကိတိလင်းနန်းကသူ့အမြင်ကိုထုံးစံတိုင်းပွပွနေနေပြောနေသည်။ရော့စ်ကကျိုးတော်သည့်နှာခေါင်းယိုကိုလက်တစ်ဖက်ဖြင့်အသာဆန်းရှိလိုက်။ကိတိပြောတာမှန်လိမ့်မည်ဟုတွေးမိလိုက်သည်။ ကိုကိုကိုလက်ဝိသမားနေတူနေပြီဟုထင်သာ၏စိတ်မပြတ်ပါနဲ့ Ross ရဲ့ခုမှပို့ပြီး Ross Barry နဲ့တူလာတာတကယ်ပြောတာ Ross ကမျက်နှာကြီးကြီးကလေးကို ကြည့်ပြုံနေလိုက်ထူးခြားသည့်ဒီမျက်နှာလေးကိုကြည့်ရင် Ross ပေါ်ကြစာပြုတ်နေပြီ KTT ကိုမဟန်ရှိပြီးအလွန်ရှားသည့်မိန်ကလေးမျိုးဖြစ်၏မင်းပြောတော့ကိုပဲရုံးအောင်မပေါ်ခဲ့သည်နှာခေါင်းကျိုးနေတဲ့လူတယောက်ကမကျိုးတဲ့လူတယောက်ထဲ ပို့ပြီးယောက်ျားပြီးသားရင်ဟုတ်လားဒီကတကယ်ပြောတာပါနော်ရော့စ်မျက်နှာနဲ့ရော့စ်ကူမတကယ်လိုက်တာမျက်နှာကျန်လာပြီးပို့ပြက်သွားတာတွေပို့တည်ငြိမ်လာတယ်ဒါကိုကီတီသဘောကျတာဟိုတော့ငါထန်ပို့သဘောကျတာကိုပြောရနော်ကျေးဇူးပါပဲကီတီရေရော့စ်ကအဝေးစီသို့ငေးနေသည်မိုးကိုစဝိုင်းစီတွင်ပင်လေးရပြပြသည် နေရောင်တွင်ခင်းရောင်တစ်ဖက်ဖြက်တောင်းနေသည် မြာကျွန်းသာသည်နမနေလက်အောင်တာယာသည့်ကျွန်းလေးပါပဲမြာကျွန်းသာတို့ရောက်ပြီးသူတိုင်းအပြန့်ချင်းကြဟု အဆိုရှိသည်မိမိကိုယ်တိုင်ကိုပြန်နိုင်မှာတော့မည်လားကေတီကလေးဤပြုစုယူရမှုတွေကို စမြုပ်ပြန်နေမည်ဒုတိယအချိန်ပြန်ဆုံကြတော့ရင်သက်ရှုမော ဖြစ်ရ၏ဟိုတုန်းကကေတီကိုမတွေ့ရတော့အပြောင်းလဲကြီးပြောင်းလဲနေသည်ကေတီကေတီတွင်ထူးခြားသည့်အရေးချင်းတစ်ခု ရှိသည် သူနဲ့ရင်းနှီးသွားရင် သူ့ရုပ်ရည်ကိုမိတ်သွားကြ၏ဒါကပထမအစဉ်တဖြည်းဖြည်းနဲ့သူ့ကိုယ်တည်ချေချောပြန်ကြည့်ပြီလင်မိရင်ချီတဲ့နေနှကောင်းချွတ်ချွတ်မျက်နှာကလေးသည်မိမကျော်လေးများထက်စိတ်ဝင်စားစရာကောင်းလာ၏ကိုနေဟန်ကမူအပြစ်ဟုသည်မြင်ဝဲများမရှိဘာရီတွေ့ပြီးသူများကိုစိုက်ကြည့်နေရလေကေတီကမေတော့ရော့စ်ပြုံးသည်မင်းကတိတ်တော်ရပဲကေတီအဲ့ဒီအကြောင်းတွေ့နေရာ တော့မင်းစားလှရင်သိကောင်းမနော်ဘာဖြစ်လို့လဲကြည်သည်မင်းမလောက်လေးတရာစလောင်းနေမင်းကိုအခန်းတခန်းနေရောတာအခန်းနေကထထွားရရောက်ကြတိုင်းတခြားကောင်းမလေးတွေကိုချစ်ချင်းမိသွားပြီးမင်းကိုတရိယာနေကြလိမ့်မယ်ရေးစားအဖြစ်နေတရိယာနေမှာမဟုတ်လားတော်ပါပြီရော့စီကြည်သည်ချစ်ချမ်းတော့ပြောနေပါနဲ့ကိုရကေပြောတာပါကြည်သည်ကဘာကျော်မြို့သမီးတွေကိုကြည်ပါလှတာထက် လင်းနေတောင်းစိတ်ဝင်စားစရာကောင်းတာကပါပို့ပါရီမင်းဟာအဲ့ဒီဘက်ကကြည်ရင်မာနာတကွန်တော့ထူနိုင်သေးတယ်ကေတီဘာအတွက်မာနာတကွန်လဲမင်းကိုယ်တိုင်အတွက်ပေါ့သူမတူရဲမင်းရဲ့ထူခြားချက်တွေအတွက်ပေါ့မင်းနဲ့တူချမ်းမှုရဲ့လူတိုင်းဟာမင်းကိုဘလို့မှမမေ့နိုင်ကြဘူးလို့ကိုယုံနေကေတီရော့စ်တယောက်ပဲကေတီကိုအမှတ်ပေးမယ်လို့ရှိရင်အင်း Ross နဲ့သာဆိုရင် ကေစီကထူးထူးကလေးပြောရင်တုံသွားသည်ကိုနဲ့သာဆိုရင်ဘာဖြစ်လဲဆက်ပြောလေကေစီရော့စ်ဖြတ်မိလိုက်သည်ကေစီကလေးနဲ့တိမှုရဖြင့်မသိဘူးရော့စ်အန်ဂယ်ဟယ်ရီရော့စ်ကိုခေါ်လာပြီးဒီမှာထားခဲ့တယ်ကကေတီတို့ဆွန်စားခန်းတစ်ခုလိုပဲအကိုလှုပ်တဲ့လူကလွယ်ပြီးဘေးယောက်ျားလေးနဲ့မှမဆက်ဆံငယ်ဘူးလေဒီတော့အထီးကျန်ဘွားဆိုတော့ကိုဟိုးရုံးကနားမလည်ခဲ့ဘူး ကိုစိတ်မကောင်းပါဘူးကီတီရော့စ်ကဝနစ်ကဆိုသည်စိတ်မကောင်းဖြစ်ပါနဲ့လီရော့စ်ဖြစ်မှာမဟုတ်တာရော့စ်စနီးဆုံးတာလေမကြသေးဘူးနော်ရော့စ်မျက်နှာသည်ရုပ်ချီညှို့ကြသွားသည်ကီတီမယုံမရဲမှုရဖြင့်သူ့အကြောင်းပြပြပါလားရော့စ်ကီတီနားထောင်ကျင်နေပြောပြစီနေကီတီရဲ့ရှင်နေပေါ်တော့အောင်ပြောချလိုက်ပါလားရော့စ် ီနေ့ဒီနေ့ဒီမလာထိုင်ပြီးတယောက်တည်းချိန်မိခံစားနေရကြည်တိမချည့်ရဘူးရောဆက်စေဝေနာတွေကိုကုစားပေးခြင်းနဲ့အကျိုးစားခြင်းမှနေကြည်ရဲ့ကိုကရှင်လျင်နေတည်နေသူပါဒီလိုလူမျိုးကိုခင်တွယ်မိရင်အဲ့ဒါနဲ့ပတ်သက်ပြီးကြည်တိဆုံးဖြတ်ပြန်စီလာကန်ဆက်တီရှောက်ကြအောင်ရှောက်လေကြည်တိကသူ့လက်ကိုရော့စီတို့ကန်ပြလိုက်သည် နှစ်ယောက်သောအီးမြတ်မြတ်ဝတ်တချာရီမှာမွေးလေးမွေးကောင်းလန်ကလေးတိုင်းဆင်ခဲ့ကြ၏လင်းကြီးကပြပြကလေးရှေ့မှစီတိုင်းနေကေတီကမျက်နှာကလေးမော်ထားပြီးရှောင်နေသည် နေဝင်းကြီးကပြီးမစီမှာကြောက်ဆောက်များတဲ့သူငုတ်ရှိုးတို့ဝင်နေပြီကေတီကောင်းမမတခြားသည့်အောင်စပင်တွေကတလက်လက်တောက်ပါနေသည်စီစာရောင်တွင်ရုပ်ဆုမကလေးသည်လှကျင်တိုင်းလှနေမယ်ရင်ချီကလေးများတွင်ရွှေရောင်လက်နေသည်ဟု ရော့စ်ထင်လိုက်သည် အဆက်ကြီးကြီးမှာနှကန်းဆောင်သည် ပူနေသည့်အယောင်တို့ပြောင်းလဲသွားသလိုလိုမထင်မင်းနဲ့ရော့စိတ်တွေလှုပ်ရှားနေဟယ်ရီဘယ်တော့ပြန်လာမှာလဲရော့စ်ကမေးလိုက်သည်မသိဘူးလေ သူပြန်လာလေဘာကြောင့်သူလေပစံရမှလည်းမဟုတ်ပါဘူးသူ့မှာငွေလို့နေကိုမလုပ်ပါနဲ့ရော့စ်ဟယ်ရီကိုငွေချရာကကောက်ရိုးပုံနေတန်းတစ်ကောင်ပြချလိုက်တာနေအတူတူပဲ ီနေ့နေ့မှာဒီမြေရီအလုံးစုံမှုတည်ကြားနေပြီချင်းရှုမြိုင်ဆုံးမဲ့ဆိုရင်မင်းဘယ်နဲ့လုံငယ်ကြည်သည်အန်ဂယ်ဟယ်ရီနဲ့သွားနေုံပေါ့အန်ဂယ်ဟယ်ရီကကေတီလာနေရင်ဝမ်းသာနေမှာပါသူ့လုပ်ငန်းကိုကေတီကိုနေတာပေါ့ဟုတ်တယ်ရော့စ်ကလေးနဲ့စဉ်းစားပြီးဆက်ပြောသည်မြို့မှာနေတော့ရေတူတန်းလူငယ်တွေနဲ့တွေ့နေတာပေါ့လေပြီးတော့ကေတီတုံ့ငနေရလိုက်ပြီး သူနဲ့မျက်နှာချင်းဆိုင်လိုက်သည်။အိုးဘသူနဲ့မှမတွေ့ချင်ပါဘူး။ဘာဖြစ်လို့လဲကီသည်။ဘာဖြစ်လို့ရမှာလဲ။သူ့ရဲ့လူတိုင်းကို Ross နဲ့ပဲနှိုင်းရှင်ကြည့်နေမိမှာပေါ့။ဒီတော့ဘသူနဲ့မှရင်းနှီးစရာအကြောင်းမရှိတော့ဘူးပေါ့။ကီသည်ရဲ့တော်ပါတော့ကွယ်။ကောင်းပြီလေဆက်မပြောတော့ဘူး။ကီသည်နဲ့ဒီတစ်ခါပြန်လည်ဆုံစည်းရခြင်းသည် Ross တို့တိမ်မူစွပြက်ပွဲတီဖြစ်ခဲ့သည်။ ရောက်လာသည့်နေ့ကိုပြန်သတိရနေမိမနိုးတော့နိုးတော့နေလေ့မျောနေတော်လီထိုနေ့ကိုမှတ်မိနေ၏ကေတီခန်းနေဝင်လာသည်အုတ်ထုတ်တိုင်းကျုပ်ကိုမိစေရင်ခြိထား၏အဝေဆာကကပုတ်ကယိုနေမတိမတော်ပိန်သွားသည်ဟုထင်ရ၏အကြာကြီးရပြီးမိမိကို တွေ့ကြည့်နေသည်နှကန်တွေကကြောက်စရာဖူးရအကွယ်ပြီးမျက်နှာတစ်ခုလုံးရောင်ကန်ညိုမနေခြင်း လူမဲအင်စီတယောက်ကတစ်ဖက်သို့ဆောင်းစီပြီးကြောပြင်ကို ကီတီမြောင်ပြလိုက်သည်။ရှိုက်ကြီးငင်ငူတန်ကို ကြားနေရ၏။ပြီးတော့လမ်းလျှောက်လိုက်နှောက်မှကျင်စဲလိုက်နေ။ပြီးတော့ဆေးပြင်းလေးတူတူကလေးတွေထုံညိကတောက်ပြန်သည်။အခန်းထဲတွင်မိโกငွေတွေလွင့်ဝင်နေ၏။နောက်မှတဟဟရေရွကျင်စဲနေရမှာရက်ပြီးဆေးလိတို့ကိုလွှင့်ပြန်လိုက်သည်။ဒံယာတွေကိုစီကြောတန်းစင်ကပတ်တီးစီပေးသည်။ ဤသို့ဖြင့်တဖြည်းဖြည်းကျမ်းမာလာခြင်းဖြင့်ကေတီကအနီးကဂျူးဒဆိုင်ပြုစုသည်ကျွမ်းကျင်ခြင်းလေးရှိလာ၏အချင်းနာများရောပြွန့်သည်ကျွမ်းကျင်မှုမျိုးသို့သောဒီဘွားတကွေတွင်ရော့စ်တဲ့အဓိကကြသည်ဂန်နာတော်မဟုတ်ကေတီလင်ဒန်သူ့ကိုပြုစုနေခြင်းသည်ကျမ်းမာလာစေရန်နှင့်ကျမချင်းစိရှိလာရနာဖြစ်ဒီထက်အဓိကကြသည့်အရာရှိသေးသည်မဟုတ်လား ွန်ချီတာတည်ဆောရသည်ဖြင့်ချစ်ဆောင်သောပုံမီရိတ်တော်မှာကိုစိနေကိုအိမ်ပြေးဖြစ်နေရသည်ပွာပြီးတော့မော်ကင်ဒီယာရီရဲ့မောင်မော်ကင်ကိစ္စမှာခြောက်ခြားစရာအကောင်းဆုံးဖြစ်စင်စစ်မော်ကင်စီမသူ့ထွက်ပြေးနေခြင်းဖြစ်သည်ဆက်ပြီးပြေးနိုင်စွမ်းရှိပါဦးမည်လားတီတီငင်ငင်နဲ့အခြေချမြင့်ရွယ်သူရောက်ပြီဝရံပြေးပွားမှာလွတ်တင်ပြီဘာကြောင့်များဒီလိုပြေးနေရပါလဲကိုဝါတာကို ဖြည့်ထုတ်ကြည့်သည်မတွန်းလန့်နိုင်သည့်အင်းအားတစ်ခုနှင့်ရင်စားအမိကိုကြောက်ပြီးပြေးနေခြင်းဟုအဖြေထွက်၏ဤမမြင်နိုင်သည့်အင်းအားတစ်မျိုးမှဖုတ်တတ်နိုင်စမရှိအောင်ကြောက်မက်ဖွယ်လေးကောင်း၏သို့သောထိုစဉ်ကပါမှန်မသိခဲ့ယခုတော့ရေးရေးမြင်လာသလိုရှိ သူသည် လူပွား၏ခီးကြံကိုအစွန်အဖျားထိရှောက်ခဲ့ပြီးပြီတေမင်းနှင့်နဖန်းလုံးခဲ့ပြီးပြီအတိုင်းစားမရှိရုပ်မှရင်စင်သည့် အဖြစ်ဆိုးပေါင်းများစွာနှင့်ရင်ဆိုင်ခဲ့ပေပြီ။တို့ဖြစ်လျင်ဘာကို ကြောက်စရာလိုတော့တနည်းမော်ဂင်ဆိုသည့်မျိုးသမီးကိုဘာထစ်တက်စရာလိုတော့တနည်းငိမ့်လာကြည်လား Ross ဘာရီစစနေရလဲကီတီကတူတူကလေးမေးသည် Ross သူ့ကို ပြန်ကြည့်နေသည်မျိုးသမီးတယောက်အကြောင်းကိုစဉ်းစားနေရပါသူ့နဲ့မေက မော်ဂင်နဲ့တီးသွားတဲ့တယောက်မဟုတ်ဘူးနော်မဟုတ်ဘူး မော်ဂင်ကတက်ရှိထင်ရှားလေးတခါတလေကိုတွေးမိရင်သူ့ကိုရော့စ်ချစ်မိနေလို့လားဟင်ဟင်သူ့ကိုမုန်းတာဒါပေမဲ့တခါတခါသူ့အကြောင်းကိုမစင်စားပဲမနေနိုင်ဘူးဘာဖြစ်လို့လဲဟင်ကီစီနားမဲ့လို့မိလိုက်သည်ဘာဖြစ်လို့လဲဆိုတော့မော်ဂင်ကလာတယ်သူ့လာကမြင်းရသူတွေကိုဒုက္ခပေးပြီးအမင်္ဂလာအလာမျိုးမကောင်းဆိုးဝါးရဲ့လက်နက်ဘုံတစ်ခုနဲ့တူရဲလာမျိုး မင်းကယူပါရုံလှကိုမမောရဲအကြောင်းပြောရင် သူ့ကိုတော်တော်သတိရရဲကြည်တင်းနမတကောင်လေးလှတာပဲတချို့မူရီလေးလှတာပဲကြားကလေးတော်ရင်မှာအင်မတန်ကြက်တိရှိရသတော်ဝါတမျိုးပဲဒါပေမဲ့သူတို့အားလုံးသူများတတ်တတ်တွေအန်နေကောင်းနေကြီးပဲမော်ကင်းဆိုတဲ့အမျိုးသမီးကအဲ့လိုလားလူတွေကို သူတတ်တယ်ဟုတ်လားခုထီရောမတတ်သေးဘူးဒါပေမဲ့သူလိုချင်တာရမယ်ဆိုရင် တဖို့ဝင်လေးမှာမဟုတ်ဘူးအေးလိုတက်ရယုံနေတော့ကျင်းနေမဲ့မင်းစားမျိုးမဟုတ်ဘူးလို့ကိုထင်နေသူ့အတွက်နေအချင်းချင်းတက်ကြတည်ကြတမမဟုတ်ကုကုကိုတက်တည်ကြရမြင်ွေမျိုးကို ကြည့်ပြီးကြည်နူးနေမယ်မင်းမစားတော်တော်စိတ်ဝင်စားစရာကောင်းနေအမျိုးသမီးနော်ဟုတ်တယ်ကေဒီသူကကို့အခင်ဆုံးမေးဆွေ မိမလေး အဲဒီကိုမေဆွေဟာမထွေးနိုင်မမျိုးနိုင်နေယူမလောင်စိတ်ညင်နေကြတယ်။မော်ဂင်ရဲ့ချစ်သူနဲ့ရှင်သက်လို့သူ့ရှုံးမှပဲဒီဝိကကြွတော်မှာအဲဒီမိမရဲ့ချစ်သူတွေရဲ့မှာ Ross မှာလာရင်"အိုး၊ဘယ်ကလား?"ကီတီသူ့လက်ကိုတင်းတင်းဆုပ်လိုက်သည်။တေရဲတွင် တပိုင်းမျိုးနေသည့်တစ်တုံးပေါ်တွင်နှစ်ယောက်သာထိုင်လင်းကြသည်။ပင်လယ်ပင်မှာလှိုင်းလုံးကြီးများသည့်ကန်ဆက်စီတို့ညင်သာစွာတလိမ့်လိမ့်ဖြီးလာနေကြသည်။ ကန်ဆက်ကိုရောက်ခန့်ဒီမှာစူးစဉ်ညံ့အောင်ပြီးတဲတော်မြင့်ကိုကြည်စေကောင်ပြန်လည်တက်ဆုပ်သွားကြသည်ကီဒီကမူမန်သည့်၆ကက်ကက်အတန်းပြင်းပြင်းလဲရေပြင်းဟာနေရာအနဲ့ရောက်တာပဲနော်ရော့စ်ဟူဝီကြီးကကန်းဂျီရီစီကိုလေရောက်တာပဲ၆ခဲလီတလုံးပြစ်ချလိုက်လို့ထလာရင်ခရက်ကလေးတွေဟာဟူမာဘက်တရုတ်ပြည်ရဲ့ကန်းဂျီရီစီထီသွားပြီးရိုက်ခဲ့တယ်ဘဝဟာလေတခါတလေအဲ့လိုပဲထင်နေတယ် ဘလို့များလဲကေတီလူဘောမှာဥပဒေနဲ့ထိန်းချုပ်မထားတဲ့အရာတွေအများကြီးပဲလူရည်ပြုတ်လို့လှုပ်ရှားမှုမှန်သမျှဟာ ခရီးကလေးတွေထားသွားကြတာကြီးပဲအကောင်ဖြစ်ခြင်းဖြစ်မင်းအဆိုးဖြစ်ခြင်းဖြစ်မင်းအဲ့ဒီခရီးကလေးတွေဟာကဘာရဲမှာရှိနေများလူတွေစီကိုရိုက်ခတ်တယ်ဟုတ်ပါတယ်ကေတီဥမာဘရူတက်စာသူမိမနဲ့ကလေးကိုပြန်လို့ဂျန်နတ်တစ်ခုတွေပဲရှိအဲ့ဒီတော့ခရီးကလေးတစ်ခုထားသွားတယ် အဲဒီကေကလီနဲ့အတူရော့ဆောင်ဝေးလံတီခေါလာတဲ့ဒီထင်းရှုမြန်ကိုရောက်လာတယ်။ကီတီနဲ့တွေ့ရင်နောက်တစ်ခုကရော့ဆစ်နီဟာကီတီကိုလုံးဝမသိဘူး။ဒါပေမဲ့သူကရော့ကို ကျူဝါတော်လန်ကြီးတွေခဲ့ပေးတယ်။ကျူဝါမှာဘောပြက်ပြီးကီတီစီမှာရော့လာတောင်းတင်နေ။အံ့ဩစရာမကောင်းဘူးလားရော့။အေဂီယလီဟာထက်တလဲလဲဖြစ်နေရလို့ကီတီဆိုလိုတာပါ။ခု မော်ဂင်ဆိုတဲ့နာမည်ကိုကြားပြန်ပြီအဲဒီကဲကကီတီဘွားကိုဘလို့များလှမ်းဖို့အောင်လည်းမသိဘူးဒါဆိုရင်တော့တတိယအချိန်မင်းနောက်တစ်ခါရော့ဆော့ရလာရင်တော့ပြည့်မလွတ်တော့ဘူးတကယ်ပြောရတာကီတီအဲ့လိုဖြစ်ပါစေလို့ကီတီဆုတောင်းနေဟာရော့အကြကြီးငြိကြီးနေမိသည်တလောက်ယူသားပြီးအပြစ်ကင်းတဲ့မျက်လုံးမျိုးဒီကွာလေးတွင် ရှိမိမတင်မျက်နှာပေါ်မှာရေစရာကောင်းသည့်မှဲ့ရင်ချင်းလေးများသည့် မြန်မာများတော့ပျောက်ကွယ်လျက်ရှိသည်တကယ်လို့များလောင်ကျမ်းသွားပြီးဖြစ်သည်အသည့်နှလုံးတွင်အချစ်ဆိုးအချင်းကြောင့်လေးတွေပြန်လည်ရှင်သလာမည်ဆိုတာကကေတီတို့ပဲဖြစ်တင်သည်ဟုအတွေ့နဲ့နေမိကေတီကသူ့ကိုမော့ကြည့်နေသည်အတောင်သောထိုင်ပြီးနှုတ်ဆိတ်သွားသည်အကြစီငေးကြည့်နေပြီးမှရှေ့သို့တစ်ဖြည်းဖြည်းတိုးလာသည်မျက်နှာကလေးကိုမတိမတော်မော်ပြီးမျက်လုံးကလေးများမေ့စင်လျက် စီမချေပဲနေနေသည်နှကန်းဆောင်ကိုရော့စ်ငုံကြည့်နေသည်နှအူကြီးနှကန်းများမှထီလူထီခင်ရော့စ်တို့တို့ကလေးပြောလိုက်သည်မဖြစ်ဘူးကေသည်ကိုကိုခွင်းလွန်ပါကွာမိကိုရောင်မျက်လုံးစုံဖြည်းဖြည်းချင်းပွင့်လာသည်မျက်တောင်ကောများအောင်မှမှီးစင်လျက်သူ့ကိုငေးကြည့်နေသူ့မျက်လုံးများတွင်အတိတ်ဘက်ရှာဖွေနေကြောင်းရော့စ်သိလိုက်မိကိုရောင်မျက်လုံးများတွင်ဝေးနာတိမ်တလာတွေလွှမ်းသွားသည် တောကားရိပ်များရုတ်ချီးတတ်လာလို့ရုတ်ချီးပြီးပြန်လည်ပြောက်ွယ်သွားကြ၏အနေမြင့်မရှိသောအတန်ပြင်းရော့စ်ပြောတာဟုတ်ပါလေခီတီမသားရဲ့ရော့စ်ရင်ကုကုကို ရှက်လို့စုံးမမဟုတ်တော့ဘူးသူတရားလေး6လောက်တော့မပြည့်သေးဘူးနော်ရော့စ်ခီတီကပြုံပြုံလေးကြည့်ပြီးမေးသည်အဲ့အောင်ခီတီကိုမနှမ်းတော့မဟုတ်လားဟင်ဟုတ်တယ်ခီတီအဲ့အောင်ပါ ဂီတီကို Ross သဘောမကျတော့မရှိပါဘူးနော်ခင်တယ်လို့တော့ထင်မိရဲ့တိတ်ကိုခင်ပါလေဂီတီဝမ်းတော်လိုက်တာ Ross ဂီတီကတက်ပြင်းချပြီကဲဒါဆိုပြန်ကြစို့ Ross ကဂီတီလက်ကိုတွေ့ပြီးချစ်စရာအေးဝကြီးစီတို့ပြန်ခင်းကြသည်အိမ်ပြန်ရောက်တော့ဝရန်နာရင်ထိုင်ပြီးမှောင်စားပြုနေသည့်စီစာကိုငေးကြည့်နေသည့်ဟေးလင်တန်ကိုတွေ့ရ၏ မျက်နှာမှာသုံးမုံလျက်ပတ်သက်မရခဲ့ဘူးမဟုတ်လားဟယ်ရီကေတီကမေးလိုက်မရခဲ့ဘူးဟယ်ရီကတူတူတူထုတ်ပြန်ပြင်းဒီမှာဟယ်ရီ ကို့မှာရော့စီကလုံးဝလက်မခံနိုင်ပါဘူးဟယ်ရီကနှမလို့သူကို နားမလည်လို့လှမ်းကြည့်နေသည်ဖဖြစ်လို့လေညီမရေရော့စ်ကချိနေမယ်ဆိုရင်တို့ချင်အချိန်နေ တစ်နှစ်အတွင်းပြန်ဆက်နိုင်ပါ रे ။အိုးမဖြစ်ဘူး။ရော့စီကမြူရဘူး။ပြန်ဆက်နိုင်တာမဆက်နိုင်တဲ့ကောင်တပိုင်းထားပါလိ။ကိုကူညီပြစီ။ဟယ်ရီနဲ့ကီတီတို့မောင်တို့မောင်ကို့ဘုံမှာဆောက်ရှောက်ခဲ့တဲ့အတွက်မဟုတ်ပါဘူး။အဲ့တော့ကငွေနဲ့ဆက်လို့ရနိုင်တဲ့ကိစ္စမျိုးမှမဟုတ်ပေ။ဟေးဒွတ်ဘာနဲ့မှဆက်ဖို့မလိုပါဘူးရော့စ်။လုပ်ငန်းအတွက်မချိပါနဲ့။ချီလေဘယ်နည်းနဲ့မှပြန်ရမှာမဟုတ်ဘူး။ ဟေဟာလုပ်ငန်းကိုလုံးဝမကြွမ်းဘူး။မြေတွေလည်းရိုင်းကုန်ပြီ။တတိယချာလုပ်မယ်ဆိုရင်ငွေတွေခင်းပြီးပြန်လုပ်ရလိမ့်မယ်။နောက်တစ်ခုက Ross ကူညီပေးလို့တင်းတင်းနဲ့ဒီမှာဆက်လုပ်ဖြစ်ရင် Ross ရဲ့အကူအညီကအချိုးဖြစ်မလားအပြည့်ဖြစ်မလားဆိုတော့တွေ့ကြည့်လေ။ကေတီတို့မောင်နှမဒီမှာတစ်သက်လုံးနေလာခဲ့ကြပြီ။မအောင်မြင်ဘူး။တနည်းအားမှာ Harry တခြားလုပ်ငန်းတစ်ခုစမ်းသင့်မလား။ကေတီလေးပိုးပြော်မယ်လေ။ဟုတ်တယ် Ross မစ္စစ်ဘီကိုကူလိုက်ခဲ့ပြီးလေးလာရရင်ကောင်းမလားပဲလှုပ်ပါလှုပ်ပါဟဲ့ပြီကိုတက်နိုင်သမျှကူညီပါမင်းဖန်ကဘယ်တော့တိတ်မှလဲဟင်ကေဒီကမေးလိုက်သည်မနဲ့ပြန်လေဒိုဒီညာထုတ်ဖို့ပြရမှာစိတ်မကောင်းပါဘူးရော့စ်ကိစ္စမရှိပါဘူးဟဲ့ရီကိုလဲအိမ်မြန်မှုချိနေမိလေကီတီယောရော့စ်ကိုအိမ်မပြန်စေချင်ဘူးဘယ်တော့မှ အပြန့်စီခြင်းမူအင်းတကယ်တော့ကိုမပြန်စရာရင်မရှိပါဘူးလေဘာအိမ်မရှိဘူးဟုတ်လားကီဇီထနာကကိုမတိတ်လာတဲ့အဆောင်တစ်ခု ရှိပါတယ်ဒါပေမဲ့အဲ့ဒါကအိမ်နဲ့ကွာလေအိမ်ဆိုတာစစ်ချမ်းသာလက်ချမ်းသာနေတွေ့တဲ့တတာရှိရမယ်လေမင်္ဂလာညပါကီတီမင်္ဂလာညပါဟယ်ရီရုတ်တရက်နှုတ်ဆက်ပြီးခရော့စ်ထားတော်သည်ဟယ်ရီကပြန်နှုတ်ဆက်သည် ကီတီကဘာမှမပြောနှစ်ချက်သည်မပြောင်းမလဲဂျာကဘာကြီးများဝရင်တည်ငြိမ်စွာရက်လဲရှိသည်သူကိုကွေကဝိုက်ခါနေရွှေရောင်လူဝီဇီယာနာကမ်းခြေစီသို့စီးဆင်းသွားသည်မစ္စစ်ပီကိုငုံကြည့်နေသည်လားဘာဆိုပါမြမပြောင်းလဲပါလားသို့တော့အနာရောက်တော့မှယခင်နေမတူသည်ခြားနာမှုကို တွေ့ရ၏ပိုးရိပ်တိတ်ဆိတ်နေသည်ပိုးရိပ်တည်ငြိမ်နေသည်တတိုင်းမွေးနေဝတ်သက်ချဝင်းတို့ကို ဖြစ်တန်းတူဝေလာတော်လီတန်သည်တက်ပြင်းချသည်နှင့်တူလီသည်ဟုရော့ခန်စား၏နေပြောင်းမထူအောင်အပင်ချင်းရှက်၍အခက်ချင်းဆိုင်ကောအုပ်၍စိမ့်လန်းနေသည်ဝတ်တိချပြများအောင်မှလမ်းများသည်အစင်းရောင်ဥမင်လိုင်ကောင်းများနေတူနေသည်အစင်းရောင်တပစ်နေအောင်မှ အင်ကြီးများမှတိတ်ဆိတ်ငြိမ်သက်လျက်စီကန်းနေမှထွက်ခဲ့ပြီးငွေရောင်လန်းအတိုင်းရှောက်လာခဲ့သည်မျိုးလက်ပန်းချံကိုကြော့ခဲ့ပြီးရုံးခင်းတဲ့တိုက်ခန်းရှိအောင်မင်းလန်းတို့ ချို့ခွေလိုက်သည်ရော့စ်ပစက်အဟောင်းသားဖြစ်သွား၏သူယူမရှောက်လာနေသူက မော်ရင်ဟာဒုက္ခပါပဲဟုကြိတ်ပြီးညင်လိုက်သည်ဒီလောက်မြင်မြင်ကြီးမတွေ့ချင်းသည်သို့သောနောက်ထပ်မပြေချင်တော့၍အသာရက်ဆောင်လိုက်သည်